ကျမတော်မူကြပါသားရှင်ခုနှစ်2025မေလ25ရက်နေ့အတွက်မိုးလူသားခမန်းချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမတော်မြတ်သူတွေကိုပါကမ္ဘာ့ပင်လယ်ပြင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းရှေ့လယ်ပိုင်းနဲ့ရှေ့မြောက်ပိုင်းတို့တွေမုန်တုံးတွေအကောက်နေပြီကျမင်္ဂလာပင်လယ်အော်တွေတိမ်သိတိမှတည်ထူတတ်နေပါတယ်ဒီနေ့ညနေထိမိုးလူသားခမန်းချက်အနေနဲ့ကတော့ မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာဆစ်ဆိုင်နဲ့ကြံတိုင်းဒေသကြီးနေပြည်နယ်တို့တွင်နေရာနှပြမုထေချုံရွာပြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဗီတန်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာခွေရဲမူကြီးနိုင်ကရွာရဲတို့ပြဖြစ်ပါတယ်မြမပင်လေပြည်မှာမြဝကျုံမော်မုံတမာခွေမုံတနင်းနိုင်ကနေတချောင်းနဲ့ကဲလုံးပင်လေပြင်းတို့တွေတခါတည်းရဲ့မုတ်တဲ့နေမြတ်ချက်ရောက်ပြီးနိုင်ကြည်နိုင်ကလိုင်းမြင်မှာတော့ရှစ်ပင်မှာဆက်တက်ပေးခဲ့ရှိနိုင်ပါတယ် မြဖြန့်တွဲမိုးနေဝတာခမဲချက်အနေနဲ့ကတော့ရေကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွေမိုးပေါ်နိုင်ပါတယ်ရှင်။